ခုတင်ဆက်ပေးမယ့်သတင်းကတော့အီရန်ဗိုလ်ချုပ်30ကိုရှင်းလင်းနိုင်ခဲ့တယ်လို့အစ္စရေးထုတ်ပြန်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်။အီရန်နဲ့စစ်နည်းကြိုင်ဖြစ်ပွားနေတဲ့စစ်ပွဲအတွင်းမှာအီရန်စစ်တပ်ရဲ့အစ်စမင်ဗိုလ်ချုပ်နော်ပါဝင်ဗိုလ်ချုပ်30ဦးကိုရှင်းလင်းနိုင်ခဲ့တယ်လို့အစ္စရေးစစ်တပ်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ဇွန်လ17ရက်နေ့မှာအီရန်ကိုစတင်တိုက်ခိုက်ခဲ့ခြင်းမှာပဲအီရန်စစ်တပ်ရဲ့ထိတဲ့ဟန်ဆင်းရှိတဲ့ဗိုလ်ချုပ်တွေနဲ့နျူကလ িয়ার ပညာရှင်တွေကိုရှင်းလင်းနိုင်ခဲ့တာဖြစ်တယ်လို့အတည်ပြုခဲ့တာပါ။ဒီလိုရှင်းလင်းနိုင်ခဲ့တာအစ္စရေးစစ်ဘက်နဲ့ထောက်လန်းရေးကအီရန်နိုင်ငံနဲ့မှာဗိုလ်ချုပ်တွေကိုရှင်းလင်းဖို့အတွက်တိုက်ခိုက်ရေးဒရုန်းတွေနဲ့တိုက်ခိုက်မဲ့ရင်မဲ့ 10ရာနှုန်းပြည့်တရားပေါ်အတွက်ကြိုတင်ပြင်ထားကြည့်ဖြစ်တယ်လို့သိရပါဗျ။အစ္စရေးနိုင်ငံတွေကပြန်တက်လာတဲ့တိုက်လေရင်တွေကအီရန်နျူကလ িয়ার ဆိုက်တွေကိုတိုက်ခိုက်တာနဲ့တပြိုင်နက်တည်းအီရန်စစ်ဘက်ကိုကြုံတွေကိုရှင်းလင်းခဲ့တာဖြစ်တယ်လို့သတင်းညွှန်ထုတ်ပေါ်နေပါဗျ။အီရန်ကစစ်ဘက်တွေတရားရှိတွေကိုရှင်းလင်းခံခဲ့ရတာကြောင့်အစ္စရေးကဆက်ညတ်တိုက်ခဲ့ပြီးတော့24နာရီအတွင်းမှာတတိယအတော့မဲ့တိုက်ခိုက်ဖို့ခက်ခဲခဲ့ရတာပါ။ဒီသတင်းကိုတော့ရင်းကျက်ဝါပေးပို့လာပါဗျ။